မင်္ဂလာပါရှင်မန္တလေးခေတ္တ channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါရှင်ကျမတို့ channel ကနေနောက်ဆုံးရသတင်းများကိုစားတင်တင်ဆက်ပေးတော့မှာဖြစ်ပါရှင် အာကျူပီမှုကိုအသုံးချရမြန်မာပြည်သူများကိုကဲ့တင်ရေးချိတ်ဖက်များစွာတောင်းဆိုခဲ့ပြီးသို့တော်လှူဆောင်မဲ့အချိန်ဒီကြာမြဲစွာကျော်လွန်နေပြီဟုတမန်ကြီးဦးကျော်မွန်ကျော်ကပြောဆိုခဲ့ကြောင်းသိရှိရပါတယ်။မြန်မာနိုင်ငံတွင်ကုညီရမဲ့ဖြစ်နေတဲ့ပြည်သူများကိုကဲ့တင်နိုင်ရန်အာကျူပီမှုအသုံးချပြန်ချိတ်ဖက်များစွာတောင်းဆိုခဲ့ပြီးဖြစ်တဲ့ကဲ့သို့ရဲတော်လှူဆောင်မဲ့အချိန်ဒီလည်းကာလကြာမြဲစွာကျော်လွန်နေပြီဖြစ်ကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုစရဲတမန်ကြီးဦးကျော်မွန်ကျော်ကပြောဆိုခဲ့တာဖြစ်ပါတယ်။ကာကွယ်မှုပင်ရတာဝန်ရှိမှုတီလူမျိုးတုတ်တက်ဖြတ်မှုစိ ရာစုမလူသားမျိုးစုနယ်စုအစုလိုက်အပြုတ်လိုက်တုတ်တင်ရှင်းနေမှုနဲ့လူသားမျိုးနယ်အပေါ်မှာကျွမ်းကျင်တဲ့ရာစုမှုများအပါဝင်မဖြစ်မနေလိုက်နိုင်ရမယ့်အပီပီဆိုင်ဥပဒေစံနှုန်းများအားချိုးဖောက်မှုများကိုဖြည့်ရှင်းပေးရန်ညွှန်ပြပြီးကာကွယ်မှုပေးရန်တာဝန်ရှိမှုအာတူပီကိုကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက2005ခုနှစ်ကမ္ဘာ့ထက်တီးညီလာခံအတွက်အတည်ပြုခဲ့ကြောင်းသိရပါသည်။ အဆိုပါဂရိကူအရာအာချူပီဒီဆိုရတဲ့လုတ်ခွေချူဖောက်မှုများကိုတာစီနဲ့ထိခိုက်လွဲတဲ့ပြည်သူလူထုကိုကာကွယ်ပေးအကျွဲနိုင်ငံတကာမှခိုင်မာတဲ့အရေးယူဆုံးဖြတ်ချက်ချမှတ်နိုင်ရဲ့အကျွဲအရန်သည့်အနေထားတွင်ရှိနေစေရို့ရဲ့အရေးပါမှုကိုအလေးထားပြတ်သက်ထားကြောင်းသိရပါတယ်။သို့ရချင်းမြန်မာနိုင်ငံအပအဝင်ကမ္ဘာနေရာဒေသများတွင်ဖြစ်ပွားခဲ့တဲ့ရက်ဆက်ကြမ်းကြုတ်မှုများကိုကုလသမဂ္ဂအနေဖြင့်တာစီပေးနိုင်ခဲ့ခြင်းမရှိဒီမှာဝန်내ဖယ်ကောင်းပြီးအနာသိန်းစစ်သိအုပ်စုကိုရိုဟင်ဂျာအပအဝင်မြန်မာပြည်သူများအပေါ်ရက်ဆက်ကြမ်းကြုတ်တဲ့ရန်စုံ များကိုဆက်လက်ကျူးလွန်နေရှင်ဟာနိုင်ငံတကာအတိုင်းဝန်ကပြည်သူများကိုကာကွယ်စောင့်ရှောက်ရန်ပြက်ကွက်နေတဲ့ထင်ရှားတဲ့တရကားတစ်ခုဖြစ်ပါကြောင်းကုလသမဂ္ဂဆရာမြန်မာပြည်နဲ့တက်စတဲ့ကိုယ်စားလှယ်တမကြီးဦးကျော်မထွန်းထပ်ပြချပြပါရယ် ကိုလာသမကအတွင်မှုချုပ်ရဲ့မြန်မာနိုင်ငံလူခွေဆရာအထူးအစင်ခန်းစားတဲ့တွင်သူနဲ့မြန်မာနိုင်ငံဆရာလူလက်တော်ဆုံးဆက်ဆစ်စေးရရ IMMN တို့ကလည်းမြန်မာနာသိဆုပ်စုဟာလူသားမျိုးနဲ့အပေါ်မှာကျွမ်းလိုက်ခဲ့တဲ့ရာဇဝများကိုစနစ်တကျကျူးလွန်တဲ့ရှိတီကိုတသက်အထောက်ချအပြည့်အစုံရရှိထားပြီးနိုင်ငံကအတိုင်းဝိုင်းအနည်းနဲ့ကျူးလွန်သူများကိုတရားမျှတစွာဖြင့်တော်ဝန်ခံစီရန်ချိုတသက်အထောက်ထားများကိုအတုံးပြည့်ရလို့အတ္တီကိုအချိန်ချင်းရှင်းလင်းပြတ်သားစွာပြောကြားထားကြောင်းသိရှိရပါတယ်။ နိုင်ငံတကာတိုင်ဝမ်အနေဖြင့်ပြည်သူများရဲ့အသက်များကိုကယ်တင်ရန်အကြံဖစ်စတာမှကျူးလွန်နေရှိနေတဲ့ရစက်ချာချုံမှုအန္တရာယ်များမှာကောက်ွက်ပြန်မိတီကိုဆောက်ဆိုင်နေတဲ့တနည်းကိုလက်သမကအဖွဲ့ဝင်နိုင်ငံများကိုမိခွန်းထုတ်လို့ကြောင်းမြန်မာနိုင်ငံတွင်ကိုညီရမဲ့ဖြစ်နေတဲ့ပြည်သူများအားကဲတင်နိုင်ရန်အားထုတ်ပြမှုအားအထောက်ချပင်ရန်ခြေဖက်များစွာတောင်းဆိုခဲ့ပြီးဖြစ်တဲ့ကဲ့သို့ရဲတို့လွှတ်ဆောင်မဲ့အချိန်ကလည်းကာလကြာမြင့်စွာကျော်လွန်နေပြီဖြစ်ကြောင်းကိုလသမဂဆိုင်ရာမြန်မာအမြဲချင်းမြန်မာသံမကြီးဦးကျော်မထွန်းကပြောဆိုချဖြစ်ပါရယ် လုံချုံရေးကောင်စီနေဖြင့်နိုင်ငံတကာညီချမ်းရေးနဲ့လုံချုံရေးအားထိမ့်သိမ်းရမယ့်ကတိကိုနဲ့တာဝန်ဝတ္တရားများကိုလေးလေးနက်နက်ပြတ်သားကာမြန်မာနိုင်ငံကျွဲဖြစ်ပေါ်နေတဲ့ရက်စက်ကြံကြုံမှုများအပါအဝင်နေရာအနှံ့ပြားတွေဖြစ်ပေါ်နေတဲ့ရက်စက်ကြံကြုံမှုများအားရှက်သက်စင်ရန်ကောင်စီတွင်ရှိနေတဲ့အရင်းမြစ်များများအလုံးကိုအတုံးချဆောင်ရွက်ရမှာဖြစ်ကြောင်း၎င်းဆက်လက်ပြောဆိုထားဖြစ်ပါရယ်။ ကိုလသမဂ္ဂဖွဲ့ဝင်နိုင်ငံများအား2009ခုနှစ်တွင်ပေးအပ်ခဲ့တဲ့အာဂျူပီကတိကူအပါဝင်တခြားသောကတိကူများကိုဆွဲမြဲစွာထိသိမ်းရန်နဲ့ရင်းနှင့်အငြိပြုမှုကျင့်ကြံရန်ထို့သောလှုပ်ဆောင်ခြင်းမရှိပါကကိုလသမဂ္ဂအထူးသဖြင့်လူ့ကျိုးရေးကောင်စီရဲ့ပြက်ကွက်မှုရဲ့နောက်ဆက်တွဲဆိုးကျိုးများကိုပြည်သူများကခါစီခံရကြောင်းကိုလသမဂ္ဂဆိုင်ရာမြန်မာတမန်ကြီးဦးကျော်မွန်ချွန်ကပြောကြားခဲ့တာပဲဖြစ်ပါရယ်။ စိုးစုရဲ့ ICT ဟလွဲသုံးစားမှုစိုင်းပါလိမ့်လည်းမှုစင်တာများနဲ့အတူရရွက်ကပ်ဖွဲ့အန်ဒီယာကိုလည်းတမန်ကြီးဦးချုံမထွန်းထောက်ပြခဲ့တာဖြစ်ပါရယ်မြန်မာနိုင်ငံမှာတရားမဝင်စင်အလားသိပြင်းနောက်ပိုင်းစိုးစုနဲ့သူတို့ရဲ့လက်အောက်ခံတဲ့ဂျာဆော့တဖွဲ့ BJ တို့ဟာဒရင်အချက်လက်နဲ့စတွေးနီးပညာ ICT ကိုအသုံးပြုပြီးဘေးပစ္စည်းမဲ့လုပ်ငန်းတွေကိုကျူးရလျက်ရှိတယ်လို့တမန်ကြီးဦးချုံမထွန်းကကုလသမဂ္ဂမှာထောက်ပြပြောဆိုခဲ့တာဖြစ်ပါရယ် အကျဉ်း80မြောက်ကိုလန်သမကအထွတ်ထွန်းညီလာခံလက်နက်ဖြတ်သိမ်းရေးနဲ့နိုင်ငံတကာလုံခြုံရေးကော်မတီရဲ့ဆွေးနွေးမှုအစီအစဉ်မှာတမ်မာကြီးဦးကျော်မိုးချွန်ကရှိခလူမျိုးပဲပြောဆိုခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ digital anarchy စနစ်ကိုတိစောက်ခြင်းနဲ့ cyber လည်နေမှုလုပ်ငန်းစင်တာတွေတိုးပွားလာခြင်းတို့ကိုစိုးရိမ်ဖွယ်ရင်ဆိုင်နေရပြီးစိုးစုဟာစတရိတ်အခြေခံဆောက်အုပ်တွေကိုထိန်းချုပ်ကာလူပုဂ္ဂိုလ်ရဲ့ကိုယ်ရေးအခြေအနေတွေကိုရယူတာတွေ CDM မှာပါဝင်တဲ့သူတွေကို ခြေရခံဖမ်းဆီးဖို့ရင် PSMS တို့ကိုအသုံးပြုရပြီးတမ်းမကြီးအထောက်ပြထားဖြစ်ပါရယ်။ဒါပြင်အကျန်းဖက်ဆုပ်စုနဲ့သူရဲ့နောက်ခံ BJ တို့ဟာ Generative AI နဲ့ deepfake နည်းပညာတွေနဲ့နေဆက်ဖြတ်ကျော် cyber လေလံမှုလုပ်ငန်းတွေကိုလွယ်ကူချုံးမှုစီပြီးခလိုရာတွေဖန်တီးပေးနေကြ။ online နေလဲမှုရဲ့အသားကောင်းရဟာကဘာကျောင်းမှာရှိနေပြီးညံပန်းနေဆက်မှုတွေကအသက်သေးဆုံးတဲ့အထိဖြစ်တာတွေအတမအလုတ်ခိုင်းစေခံရတာတွေနဲ့လူကုန်ကူးခံရတာတွေကိုရင်ဆိုင်နေရကြ။လူငယ်အမျိုးသားနဲ့အမျိုးသမီးပေါင်းတသိန်းကျော်ဟာလည်းကြားဖြတ်စခန်းစီမှာလူကုန်ကူးခံရပြီး online နေလဲမှုတွေကိုကျွလို့ဖို့အသိအကျခိုင်းစေခံရကြောင်းကိုတမ်းမကြီးဦးကျော်မထွန်းကပြောဆိုထားပါတယ်။ ဆိုဆိုကသူတို့ကိုယ်တိုင်ပတ်ဝန်းပတ်သက်နေတဲ့ဆိုင်ဘာလှိမ်းလည်မှုတွေကိုထိအောင်ဖြေရှင်းဖို့ဆောင်ရွက်နိုင်ခြင်းမရှိတာရှင်းလင်းနေကြောင်းဒီလိုအခြေအနေမျိုးမှာဆိုဆိုကစစ်စစ်နေတဲ့အတွေ့အကြုံရုပ်ောက်ဖွဲ့ဟာလည်းအကြမ်းဖက်မှုနဲ့ဆိုင်ဘာမှုခင်းတွေကိုပုံမဆိုးရစေမှာဖြစ်ပြီးဒေတာကျိမတည်ငြိမ်မှုတွေကိုပုံမဖြစ်ပေါ်စေမဲ့အကြောင်းဒါကြောင့်ဆိုဆိုရဲ့ရှခုလိုလက်ဖြားနေတဲ့လုပ်ငန်းစဉ်ကိုပြတ်ပြတ်သားသားပယ်ချဖို့နိုင်ငံတကာအတိုင်းအဝန်းကိုတိုက်တွန်းကြောင်းပြောဆိုထားခဲ့တာပဲဖြစ်ပါရယ် ဆက်လက်ပြီးတော့ပေါင်မြုံနဲ့အတွင်းစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကတည်ဆောင်လာတဲ့အာဂျူပီထိပ်ပူကြီးပောက်ကွဲခဲ့၍စစ်သားတို့တည်ဆောင်ခဲ့ပြီးတော်ရဲရဲပေါ်များနယ်မြေရှင်လေးရေးပြုလုပ်စဉ်စစ်သုံးဆောင်ပစ္စည်းများတိတ်ဆိတ်ရရှိခဲ့တဲ့ဆိုတဲ့တဲ့ရင်ကိုတည်ဆပ်ပြမှာဖြစ်ပါရယ်မကွေးတိုင်းပေါင်မြုံနဲ့အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကတည်ဆောင်လာခဲ့တဲ့အာ PG ထိပ်ဖူပောက်ကွင်ရေးစစ်သားနှုတ်တင်ဆောင်ခဲ့ပြီးတော်လည်းရေချက်ပေါ်များနယ်မြေရှင်တွေပြည်လုံးနေစဉ်စစ်သုံးဆောင်ပစ္စည်းများကိုလည်းတင်ဆင်ရရှိခဲ့ကြောင်းဆဲဖြူပြောက်ကြားတကူရောဂျားဆိုးပြည်သူကကိုရေး NDM ဂျားဆိုးကရန်ကုန်ခရစ်တရင်ဌာနထံသို့ပြောဆိုထားပါတယ်။အောက်တိုဘာလ29ရက်မှာစတင်ပြီးဆဲဖြူမြင်းနဲ့ကပ္ပစာ20နှစ်မှာထွက်လာတဲ့အင်အားရှိရခက်ပါတဲ့စစ်တပ်စစ်ကြောင်းဟာပေါင်းမြင်းနဲ့အတွင်ကိုစစ်ကြောင်းထိုးဝေရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ ်ထိုကြံပစ္စတဆချောင်းဒီရှင်းနေညနေပိုင်းတွင်မုံတိုင်းချောင်းအနည်းရှိဇရက်တွင်နာနေစဉ် RPG ထိပ်ဖို့ပောက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသူပောက်ကွဲမှုအတွင်းစစ်သားတို့တည်ဆုံခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူများလည်းများပြားခဲ့ကြောင်းသိရှိရပါသည် မုတ်တိုင်းချောင်းအနီးကဇေယနာမှာစစ်ခွေးတွေနားနေတော့မှာပဲ RPG ထိပ်ဖို့ပောက်ကွဲပြီးတော့စစ်ခွေးနှကောင်တည်တယ်လို့ကြားသိရပါတယ်။ထိခတ်ဒဏ်ရာတွေလည်းရှိပါတယ်။အဲဒီစစ်ခွေးတွေစစ်ကြောင်းထိုးတဲ့နေရာတွေကိုကျွန်တော်တို့နယ်မြေရှင်တွေလုံးဆောင်ခဲ့တာခဲတချို့နဲ့အစ်စ်သုံးဆောင်ပစ္စည်းတချို့လည်းတင်စီရရှိခဲ့ပါတယ်လို့စိတ်ဖြူပြောက်ကြားတကူရောဂျာဆိုးပြေချုကကိုရေး NDM အူဂျာဆိုးကရန်ကတဲ့တင်ဌာနထက်လို့ပြောဆိုထားခဲ့တာပဲဖြစ်ပါရယ်။ဆိုပါအကြံပေးစစ်တပ်စစ်ကြောင်းကို လက်ရှိအချိန်ထိပေါင်းမြတဲ့အတွင်းဝင်ရောက်သွားပြီဖြစ်ကြောင်းသူစစ်တစကြောင်းကြောင့်လက်ရှိအချိန်တွင်ပေါင်းမြတဲ့အတွင်းရှိပြည်သူများဘေးလွတ်ရာထွက်ပြေးသင်ရှောင်ရကြောင်းလည်းသိရှိရပါတယ်။ဆက်လက်ပြီးတော့စိတ်ကူမျိုးအနည်းတစ်ဝိုက်ကိုစစ်တကချက်ဖိုက်တာ၅စီးဖြင့်ရှမန်းနေနည်းနည်းပိုင်းမှစတင်ပြီးဆယ်ချိန်ထက်မနည်းဆက်တိုက်ပုံကျဲတက်ခိုက်နေတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြမှာဖြစ်ပါရယ်။မန္တလေးတိုင်းစစ်ကူမျိုးအနည်းတစ်ဝိုက်ကိုအကျန်းပစ်စစ်တကချက်ဖိုက်တာ၅စီးဖြင့်ယနေ့နေ့ပိုင်းမှာစတင်ပြီးဆယ်ကျင်းထက်မနည်းဆက်တိုက်ဘုံကျဲတိုက်ခိုက်နေကြောင်း ဝဲလဲ information နဲ့ network မှာတာဝန်ရှိတဲ့သူကရန်ယူခဲ့တဲ့တဲ့ဌာနတက်ပြောဆိုချားပြပါရယ်အကြောလာ၂၉နင်းနဲ့စနေ32မိနစ်ခန့်မှာစတပီလေး7မိနစ်ခန့်အချမ်းပစ်စတဲ့အကရာဦးတွေတက်ကနေတက်လာတဲ့ Jet Fighter တစ်စီးနဲ့မိထလာနေတက်မတက်လာတဲ့ Jet Fighter တစ်စီးကစစ်ကုမျိုးအနီးတစ်ဝိုင်းကိုလေးချောင်းဖြစ်တက်ခိုင်းမှုကချိန်ပြုတ်ခဲ့ကြောင်းသိရှိရပါတယ်။ ထို့ပြင်ကြောင်မြုံမြို့ဖက်ကနေစစ်သားများကလည်းသရုပ်ဖြစ်စစ်ကူမြို့နယ်ဖက်သို့ပုံကျဲတက်ခတ်ခဲ့ကြောင်းအကြမ်းဖက်စစ်တပ်ရဲ့ပုံကျဲတက်ခတ်မှုများအကျဉ်းပြည်သူများထိခတ်မှုရှိမရှိကိုအသိပြုနိုင်ခြင်းမရှိသေးပဲလက်ရှိအခြေအနေကြေးရွာနေပြည်သူများဟာဘေးလွယထွက်ပြေးသိမ်းရှောင်နေရကြောင်းသိရှိရပါတယ်။ကြောင်းတဆက်ပြမှုတို့မှာပဲခကြနာကုပြပါရှင်အပင်နာစုံအတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။